မြမကဘာလဝေချန်ပီယံကြီးချစ်ထောမင်းကတော့မြမပြိသက်တွေနဲ့ဓာတ်ပုံတောင်မရိုက်ချင်တဲ့မြမပြိသက်တွေနဲ့ဓာတ်ပုံရိုက်ဖို့တောင်သူနဲ့ဓာတ်ပုံမရိုက်ဖို့နော်သားမြထားတဲ့ရော့ထန်ကိုတော်တော်လေးကိုစောက်သေးပေါက်နေပြီးတော့ သူနဲ့သာဝေတန်းတူရင်အလို့တန်းမှာပဲဖြစ်ဖြစ်ဒါရောထံကိုပညာပေးခြင်းနဲ့ဆိုပြီးတော့ပြောလာပါပြီเนาะအော်တန်နိုမင်းကတော့မြန်မာဖိုက်တာရီเนาะကျွန်တော်တို့ခံရတဲ့ခါဆိုရင်တော့ဖြစ်เนาะဝမ်ချန်ပီယံရှစ်မှာအနိုင်ခံရတာပဲဖြစ်ဖြစ်เนาะကျွန်တော်တို့ဟိုဘက်လိုက်မှုเนาะအမျိုးမျိုးခံရတာပဲဖြစ်ဖြစ်ဒါရှိကနေပြောတတ်တဲ့နော်မြန်မာနိုင်ငံရဲ့လက်ဝေးဖိုက်တာဒွေးကောင်းပဲဖြစ်ပါတယ်เนาะဒါတမ်မနီဆိုလီဟုကိုကျွန်တော်နာပြီးနေပေါ့လी ပွဲတည်ပေးလိုက်တဲ့ခါမှာလေဒါလုံးဝမပြသာဘူးเนาะအရက်ကလုံးဝခါလောက်ပဲမှီတဲ့ဟာကိုဒါပွဲတည်ပေးတယ်เนาะတမ်နီဆိုလင်းကမာကုံအရင်မြင်လို့ဘာမှဖြစ်ခဲ့တာဆိုတော့တမ်နီဆိုလင်းကိုအစားသူနဲ့နာဘီနဲ့ကြာတော့ဒါအရက်ကမတိတ်မရင်ဆိုတော့เนาะနာဘီကိုထိုးသက်ခြင်းနဲ့ဆိုပြီးတော့ဒါ online ပုံမှာတက်လာခဲ့ဘူးတယ်เนาะ interview မှာဖြေချားခဲ့ဘူးတယ်အခုလေဒါဟိုနေ့ကပေါ့လေကျွန်တော် for one friday 5မှာဒါအသွေးလေးချက်တို့ထိုးရင်ညမှာပေါ့လေဒါမြန်မာပြည်သက်တွေကဒါ rotten ကို တဲ့ပုံရိုက်ဖို့ကြိုးစားတဲ့အခါမှာရော့ထန်ကဟိုတချို့သူတွေကိုလုံးဝညင်းဆိုပြီးချို့သူတွေကြတော့အသိအရမနော်ရိုက်ကြတယ်မြန်မာပြည်သက်တွေကလည်းနော်ဒါဒီလောက်နော်မြန်မာနိုင်ငံကိုနော်စောင့်မြင်ကက်နေတဲ့ရော့ထန်ကမှသွားရိုက်နေကြတော့ဟုတ်ဆိုတော့သူတို့လေးကိုစောင့်သေးဖို့ဘူးကောင်းတယ်မြန်မာပြည်ကိုဘာကြောင့်မုန်းနေတာလဲမသိဘူးနော်မြန်မာလေးဝေကိုလည်းထင်မကြီးဘူးလို့ပြောထားရိုက်ကောင်းနော်ဆိုတော့သူတို့မင်းကတော့စောင့်သေးပေါ့နေပြီးတော့သူတို့လေးရော့ထန်ကိုပညာပေးခြင်းတဲ့အကြောင်းတွေတဲပဲပြောကြခဲ့တာပဲဖြစ်ပါတယ်နော်